မင်္ဂလာပါအင်းမြတ်မြတ်ဖြစ်ပါတယ်တုံးနေကြောင်း လေးလာနေတာတဝက်ပြီးသွားပြီเนาะ E A A R ထိပ်ပြီးသွားပြီเนาะဒီဗီဒီယိုမှာကတော့ O O O လေးလာကြမှာเนาะပထမဆုံး O ကြည့်အောင် O မှာတဝေထိုးရေးချအောက်ကမြင်တဝေထိုးရေးချဒါမျိုးတွေကိုသုံးမှာเนาะရေးတဲ့အခါမှာတဝေထိုးကကြီးရေးချအောက်ကမြင်ကော့ တဝေထိုကကြီးရေးချရှေထိုကောတဝေထိုကကြီးရေးချကော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 ရဖာဝအိုမာဆိုရင်တဝေထိုးနဲ့ရေးချပုံစံရှိမယ်။ order အနေနဲ့ကတော့တဝေထိုးကို first ရေးမယ်ပြီးသွားရင် initial consonants ကိုရေးမယ်ပြီးသွားတော့မှရေးချလေးကိုရေးပေးမယ်။အတန်အတွက်ကတော့ခော့ခော်ခော်ခော့ခော် ေါ့ရေးချလဲသုံးမယ်မောက်ချလဲသုံးမယ်ပေါ့အဲ့တော့ level 3မှာတော့ကတော့ရှေးထိုးလို့ပြောရတဲ့ဒီအသက်ပုံစံမျိုးလေးပါတယ်ရှေးကတော့အောက်ကမြင်ပါမယ်ပေါ့နော်သူ့မှာဝေဆာနှလုံးပေါက်မပါပါဘူးနော်ဝေဆာပေါက်မရှိပါဘူးမရှိဘဲနဲ့သူကတုံးက falling down high falling down ဖြစ်နေတယ်နော်ကော့ကော့ကော့ခော့ခော့ခော့သူနဲ့ပတ်သက်လို့ကခကင ဒဒပဝမှာအတန်ရေးရင်អော်နဲ့ရေးတဲ့အခါမှာတဝေထိုးရေးချရှေထိုးရေးရင်မှားနိုင်တယ်ပေါ့နော်စလိန်တို့ခကွေးတို့ကမှားနိုင်တဲ့အတွက်ကြောင့်မလို့ these seven letter ကိုတော့ရေးချမသုံးမင်းနဲ့မောက်ချောက်သုံးပေးမယ်နော် ရေးချမသုံးပါဘူးမောက်ချောက်သုံးမယ်โอเค သူ့မှာလည်းပဲ special vowel ရှိပါတယ် special vowel က o o o မှာ o နဲ့ o ရှိတယ်ဘယ်လိုရေးလဲကြည့်အောင်အခရာ o ကြည့်ရင်တဝေထိုးတရဲ့ရဲ့ရေးချာရှေထိုးနဲ့တူတယ်ပေါ့နော်ဒါပေမဲ့ဒါက o လို့အတန်ထွက်ပေးရပါမယ် o ဒါလေးကတော့အခရာ o o o အဲ့တော့ဒီနှစ်ခုက same pronunciation different character ဒါလေးတွေကို special character ဆိုပြီးတော့မှတ်ထားပေးပါ special power character ပေါ့နော်နောက်တစ်ခုကြည့်ရအောင် o o မှာလုံးကြီးတင်နေတခြားငင်တွေကိုသုံးမယ်နောက်ပြီးအောက်ကမြင်ကိုသုံးမယ်သူ့မှာက whisper box ပါပါတယ် whisper box ကတော့အဆုံးမှရေးမယ်အဲ့တော့ကြည့်ရအောင် order အနေနဲ့ကာကြီးရင်ရေးမယ်ပြီးရင်လုံးကြီးတင်တခြားငင် ကာကြီလုံးတင်တချောင်းခင်အောက်ကမြင်ကိုအဲ့တော့သူ့မှာလည်းပဲလုံးတင်နဲ့တချောင်းခင်လုံးကြီးတင်နဲ့တချောင်းခင်ကို combination ပုံစံနဲ့မြည်မယ် order ကတော့ first က initial consonant ပြီးတော့မှလုံးကြီးတင်တချောင်းခင်ပြီးရင် whisper ပေါက်ကတော့ at the end of the syllable ကြီးမယ်နားငယ်လို့စလုံးတွေမှာတော့တဝက်ပဲရေးမယ်အောက်မှာတချောင်းခင်ထည့်ဖို့အတွက် no no တဝက်ပဲရက်ထားမယ် တချောင်းငယ်ဝေစာပေါက် no 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 ရှားကောက်လို့အောက်ကရှည်တဲ့စလုံးလေးမှာဆိုရင်အောက်ထိမစွဲဘဲနဲ့တချောင်းငယ်ထဲမဲ့အောက်ကမြင်ထဲမဲ့တချောင်းငယ်ထဲမဲ့အောက်ကမြင်ထဲမဲ့အောက်ကမြင်က below and just to the right size of the consonant ပေါ့နော် sometime မှာတော့ low right hand corner ဘက်မှာရေးမယ်ပေါ့နော်တခါတလေမှာတော့အောက်ဖက် lower corner မှာရေးမယ် ဒီလိုညလိုမျိုး devil wood တွေမှာအောက်ဖက်ထဲမှာမရေးပင်းနဲ့အပြင်ကိုထည့်ပြီးတော့ရေးတဲ့ပုံစံလေးရှိတယ်ပေါ့နော်ညိုးလုံးကြီးတင် တချောင်းငယ်သူအောက်ဆိုင်ဖြစ်နေနော်တချောင်းငယ်ညိုးညာလုံးကြီးတင်တချောင်းငယ်ညိုးဝစ်စာပေါက်ညိုး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 နောက်တစ်ခုဦးကြည့်ရအောင် သူကတချောင်းငင်နှစ်ချောင်းငင်သုံးမယ်ကာကြီးတချောင်းငင်ကုကာကြီးနှစ်ချောင်းငင်ကုကာကြီးနှစ်ချောင်းငင်ဝိစပ်ပေါကု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 သူ့မှာက low falling တုံးရယ် level တုံးရယ် high falling တုံးရယ်မှာတချောင်းရယ်နှစ်ချောင်းရယ်ဝေးစားပေါက်ရယ်ဆိုပြီးခွဲထားတယ် single wick တွေကိုဒီလိုရေးပြီးတော့အာ single wick တွေကိုဒီလိုရေးပြီးတော့ double wick တွေကိုဒီလိုရေးမယ်ပြီးသွားရင်ညလိုမျိုးစလုံးတွေမှာကတော့ short form လည်းရှိမယ် long form လည်းရှိမယ်နောက်တစ်ခါဇမြင်ဆိုရယ်တတလင်းကျိတ်ထဝံပဲဓာရင်ကောက်လာကြီးလို့ဟာ memory မှာတော့နည်းနည်းရှည်တဲ့ london form ကို ုံးပြရမယ် lentatic form ဆိုတာကဒီလိုပုံစံပေါ့နော်ညကိုအပြင်ကို outside ကိုထုတ်ပြီးရှည်ရှည်လေးရေးတာသူကပြီးလို့ရှိရင် consonant ရဲ့ right hand side မှာရေးပြမယ် new 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 ကု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  new 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 ဒါတူတူပဲเนาะရေးနည်းနှစ်ခုရှိတာပါသူမှာလဲ special vowel sample ရှိပါတယ် ်ဦးဦးဦးသုံးတန်တလုံးမှာ special character တွေရှိတယ်ရင်းနှီးကိုကြည့်ရအောင်သူ့ကိုအခရာဥလို့ပဲခေါ်ပါမယ်နော်အခရာဥလုံကြီးတင်ဆန်ခတ်ပါတဲ့ပုံစံကိုလည်းအခရာဦးလို့ဖတ်မယ်နော်လုံကြီးတင်ဆန်ခတ်ဝေစာပေါက်ပါတဲ့ဟာကိုလည်းဦးအခရာဦး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 ဒီအပေါ်ကဦးဦးဦးနဲ့ same pronunciation different character လို့မှတ်ထားပေးပါနော်အားလုံးပဲကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်